ောက်ခဲမဟုတ်ပါဘူး။တမိလည်းရှိရည်လीမိသားစုလည်းရှိရည်လीဒါတော့အများကြီးဟာ။စကားတော့ကောင်းအောင်မပြောပါဘူး။ဒါပေမဲ့အသက်တည်ကြီးနေပါပြီ။အချင်းပါနေပြီဘာလို့လဲဆိုတော့အသက်20ကျော်တွေကအခု90တောင်ကျော်နေပြီဆိုတော့နှစ်30လောက်ဒီတိုင်းအနေချင်းလဲလာတာမိသားကြနေပြီ။တခါလေအရင်ပြင်မဲ့တဲ့အခါလေးတော့ရှိရပါလိ။ဒါပေမဲ့လည်းဒီဝေတာပြီးဖြစ်သွားပါပြီ။ပြင်မဲ့လည်းပြုံးရပါပဲ။ ကလူကြီးဖြစ်နေတဲ့အခါကျတော့ကို့မှာတော့ကလေးတွေလိုဖန်နေပါရေအဲ့လိုအများကြီးလည်းမရှိဘူးပေါ့နော်ဆိုတဲ့အတွက်ကြောင့်မလို့ကလေးတွေကိုလာအားပေးတဲ့ fan လေးတွေကိုအဲလက်တွေ့ဖို့အတွက်ကိုလာခဲ့တာပါဒါပေမဲ့ဒီရောက်တဲ့အခါကျတော့မထင်မှတ်ဖ ೇನೆ ပေါ့နော်အာကို့ fan လေးတွေလည်းတွေ့လိုက်တဲ့အခါကျတော့အရင်ဝမ်းသာတယ်ဘာလို့လဲဆိုတော့ကို့အသက်ရည်ဒီရွယ်ရောက်နေမှာကို့ကိုဒီလိုမျိုး fan တွေပါရေဒီလိုမျိုးပွဲမျိုးမှာလာလိမ့်မယ်လို့တကယ်ကိုမထင်ထားဘူးပေါ့နော်ဘာလို့ကို့အသက်ရည်နေရဒီလို fan တွေမရှိ ကလေးနဲ့ဘလို့လို့သွားရှင်လို့ရမှာလေလေဆိုတဲ့အခါကျတော့ဒီကိုရဲ့ fan တေးသေးလေးနည်းနည်းလေးကလာပြီးတော့ surprise လာတိုက်တဲ့အတွက်ကိုတကယ်ကိုရင်းနေမှာအခုဘာပြောရမလဲတော့မသိအောင်အထိဝမ်းသာပါရဲ့။သပင်ကလည်းဒါမလင်းတကယ်မြန်လို့လို့ထားတာပါ။ဟိုခဏခဏလည်းမလင်းပြောပြီးပါဒီသပင်ညက်တယ်ဆိုတာမလင်းအာညူကျင်လို့ပြိုကျင်လို့လှကျင်လို့ဒါမျိုးအနေနဲ့မဟုတ်ပါဘူး။အမြင်တန်းပေါ့နော်မလင်းကိုကြည့်လိုက်လင်းစာနီဆိုတာတောက်လျှောက် ခုငငယ်လေးကအခုချိန်ထိပေါ့နော်သပင်အရှင်နဲ့ဆိုတော့တမျိုးကြကားရိုက်လို့ရှိရင်လည်းမလေးရဲ့မျက်နှာပြောင်းလဲမှုမရှိဘူးပေါ့နော်ဆိုတဲ့အခါကျတော့ဟိုသပင်လေးတမျိုးလေးမျက်ချင်းလိုက်ရင်အရင်တူတူကြီးညှက်လိုက်တာမဟုတ်ပါဘူးမလေးအာထင်းနဲ့လက်တထွာလောက်ပဲညှက်လိုက်တာပါကောက်ကောက်ထားတဲ့အတွက်ကြောင့်မလို့ဆိုရင်ပူတူသွားတာပေါ့နော်ဆိုတဲ့အခါကျရင်စိတ်ထဲမှာကတော့အဲ့လိုကိုယ်အပြောင်းလဲလေးဖြစ်စေခြင်းနဲ့အပြောင်းလဲလေးမြင်စေခြင်းနဲ့အာဇပင်တို့ဒါအပြင်ပိုင်းပြင်ဆင်မှုလို့ဆိုတာဒါအပြင်ပိုင်းအခွန်တွေပါအရေးကြီးတာအဓိကစိတ်သက်ပါပဲဇပင်တွေပြောင်းပြောင်းဘာတွေပြောင်းပြောင်းစိတ်ကတော့ တမျိုးကြဟိုးတို့နဲ့စိတ်နဲ့အခုစိတ်နဲ့နောက်ဖြစ်မဲ့စိတ်နဲ့ဘယ်တော့မှပြောင်းလဲတော့မှာမဟုတ်ပါဘူး။မလင်းညံ့မယ်လို့စဉ်းစားပြီးတဲ့အချိန်ကစပြီးတော့အကုန်လုံးကိုမလင်းစဉ်းစားပြီးမှအလုပ်လုပ်တာပါ။ဘာလို့လဲဆိုတော့နောင်တဆိုတာဘယ်တော့မှမကောင်းဘူးလေ။ဖြစ်နိုင်လို့ရှိရင် နောင်တမရရဲ့လူဆိုတော့မရှိဘူးပေါ့နော်နောင်တနေတဲ့သူဖြစ်အောင်နေတယ်ဒီသဘင်နဲ့ပတ်သက်ပြီးတော့အများကြီးလဲလှုပ်ထားတာမဟုတ်ဘူးနောက်ပြီးကြတော့အခုပြောသလိုမလင်းပြောအခုလိုပြောပြလိုက်တဲ့အတွက်ကြောင့်မလို့မလင်းကိုစိတ်ဆိုးနေတဲ့ပြိသက်ရှိရင်တောင်မှပဲမလင်းပြောတာလေးကိုနားလဲပြီးနိုင်မယ်လို့ထင်ပါတယ်ကိုချစ်တဲ့သူဆိုလို့ရှင်မဲနေလို့ရှင်လဲဟဲ့မဲမဲလေးနဲ့ချစ်စရာလေးဝါနေလဲဟဲ့ဝါဝါလေးကချစ်စရာလေးဒီလိုရောပေါ့နော်သူတို့ကလည်းအန်ဒီလေးကိုချစ်နေတဲ့အခါကျတော့သူတို့အန်ဒီဘာလို့လို့ပေါ့နော်ဒီခါလေးကျရင်သူတို့နဲ့ group chat လေးလှုပ်ထားတယ်လေအဲ့ group chat မှာတိတိလိုက် အတင်းလေးရုပ်ဆိုးနေတဲ့ပုံလေးကြီးပဲသူတို့ကအဲ့လိုမျိုးလေးလှုပ်ထားလေးစုထားသူတို့ချင်းချင်းစကားပြောရင်အတင်းလေးအဲ့လိုပုံနေတဲ့သူတို့ကသူတို့ပဲလှုပ်တတ်တယ်အတင်းလေးကတော့အဲ့အားကြီးတိတ်နာမလဲပေါ့နော်သူတို့အဲ့လိုလှုပ်ပြီးစကားပြောအဲ့အတွက်ကြောင့်မလို့သူတို့ကရုပ်ဆိုးလဲသူတို့ကရုပ်ကိုချစ်တာမဟုတ်ဘူးထင်ပါတယ်တကယ်ပြန်လဲလို့ပြောရင်လည်းခံရမှာပဲမလင်းကအဲ့လိုငငယ်လေးတွေကပေါ့နော်ခုချစ်ကတ်ချက်လေးဆိုသဘောကြတယ်အဲ့လိုဖဲပြားလေးတွေတို့အဲ့လိုမျိုးပစ္စည်းလဲဝဲလက်စားဆိုလို့ရှိရင်လေသူများတွေကအကြီးကြီးတွေကြိုက်တယ်မလင်းကကျတော့ငငယ်လေးတွေကမပြောင်းလဲတာအဲ့လိုလဲဝဲလက်စားဆိုရင်လေတိတိကွတ်ကွတ်အဲ့လိုမျိုး အခလေးဆင်နေတာတော့မဟုတ်ဘူးဒါပေမဲ့ခလေးကြိုက်တဲ့ဟာလေးတွေကိုကြိုက်တာဖြည်းဖြည်းချင်းတော့ပြင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုကြိုက်တာကြီးပဲအမြဲလုံးလုံးမရဘူးလေအသက်ရွယ်အပိုင်းချရှိတဲ့အခါကျတော့တချို့ကတချို့ကကိုတကယ်ပြန်နေလို့မြင်မြင်သွားမှာပေါ့နော်အဲ့တော့ကျတော့ကိုယ်ကစီနေရတာပေါ့မလင်းကကျတော့အဲ့လိုအစားတောက်စားတာ မလေးအပျော်ဆုံးအချိန်ပဲပျော်ဆိုလို့အဲ့လိုမျိုးတွေတိတ်မရှိဘူးအလုံးနဲ့အိမ်အိမ်နဲ့အလုံးမိသားစုနဲ့အပျော်ဒါပဲရှိတယ်အဲ့ဟာမှာအပူအပျော်ကတော့ဒါအစားစားတဲ့အချိန်ပေါ့နော်ဒါပေမဲ့အဲ့ဥစားလည်းအများကြီးတော့မရိုက်ပါဘူးဘာလို့လဲဆိုတော့မလေးကအစားစားကြဟန်နဲ့မစားတော့ဘူးလေတကယ်ကြီးစားရလေအဲ့တော့ခဏခဏရရင်ဖက်တီးဖြစ်မှာလေအဲ့အတွက်ကြောင့်မို့ဂျိုးကြဂျိုးကြလေးတွေပဲဟုတ်တယ်စီခုကြိုက်တယ်ဟုတ်ကဲ့သူတို့အဲ့လိုပြောတာ မလျောက်လို့မျိုးအသားရေပါကြီးဆိုမကြိုက်ဘူးအဲ့ဒါကိုမကြိုက်ဖဲနေကြတော့လဲစားရင်ဟိုအိပက်ကြီးဖဲနေစားရင်ကြည့်ရလူကဘယ်လိုလုပ်စားခြင်းမှာလဲကိုကိုကြည့်ပြီးတော့အဲ့ဒါကိုအားရပါရစားပြမှာသူတို့ကလည်းစားခြင်းမှာအဲ့ဒါကြောင့်ကိုအားပါစားနိုင်မယ့်ဟာကြီးသူတို့ကြိုပြောပြထားအဲ့တော့အရင်လူတွေကြောက်လေအချင်းချင်းတွေ့တဲ့အခါကျတော့ပြောပြစကားပြောလို့မကုန်ဘူးပေါ့နော်အဲထိုင်နေလဲပြောပြရှိရဲဟို script တွေပိုင်းဟိုပြီးပြမလို့ကိုယ့်ဟာကိုယ်ဗဇက်ကောင်နှုတ်တိုက်တွေထွက်နေတာမဆုံနဲ့မဆုံမနဲ့ဆိုရင်ဟာ ဟုတ်မဟုတ်တာတယောက်တည်းမဟုတ်ပါဘူးတမိလည်းရှိရလीမိသားစုလည်းရှိရလीဒါတော့အများကြီးဟာ哦အဲ့လေအအကုန်ကြီးမဟုတ်အဲ့မောင်အဲ့မောင်စကားတော့ကောင်းအောင်မပြောပါဘူးဒါပေမဲ့အသက်တည်ကြီးနေပါလीဟာတနေ့ရောက်မြင်မှုလို့လဲတနေ့ရောက်မြင်မှုလို့လဲလို့မိသားလို့လို့လာဘယ်နှယောက်မြင်မှုလို့လဲဥမာပြိတ္တတရားဖြည့်နေပြီဘာပြောမှာအချင်းပါနေပြီဘာလို့လဲဆိုတော့အသက်20ကျော်တည်းကအခု90တောင်ကျော်နေပြီဆိုတော့နှစ်30လောက်ဒီတိုင်း အနေချင်းလဲလာတာမိသားကြနေပြီတခါလေအရင်ပြင်မဲ့တဲ့အခါလေးတော့ရှိတာပေါ့လေဒါပေမဲ့လည်းဒီဝေတာပဲဖြစ်သွားပါပြီပြင်မဲ့လည်းပြုံးရပါပဲ